ဒါအကျင့်သဘောကိုပြောတာဒီနေရာမှာလူတွေရဲ့စိတ်နေစိတ်ဓာတ်သဘောတွေကိုလည်းထည့်စမ်းရမယ်။တချို့ကြတော့တရားကျင့်နေဆိုတာတရားရကျင့်လို့ကျင့်တာမဟုတ်ဘူးကြ။လူအထင်ကြီးအောင်လက်လာပါများအောင်ကျင့်တာရှိသေးတယ်။အားလုံးပဲမင်္ဂလာပါဗျခုတခါဆက်ဆန်းလွင်ရှင်အာရိစရန်ဒီရဲ့လက်ရာညံလမ်းပေါ်လျှောက်လူတယောက်အကြောင်းဆိုတဲ့စာအုပ်ထဲက မျက်စိမှပြိပရာသစ္စာရှာပုံတော်သမားဤသွားရလန်းဆိုတဲ့အခန်းကဓမ္မဆက်ချာနဲ့မျက်စိမှပြိပရာကိုခစ်အမြင်ဖြင့်နားလည်ခြင်းဆိုတဲ့အပိုင်းကိုဆက်လက်ပါကြတင်ဆက်ပေးပါမယ်ခင်ဗျာကုသိုလ်ဒီချိန်မှန်ယထာတစဉ်နဲ့ဒူဒီကျွန်ုပ်မျိုးရဲသူလာမည်နေ့ကိုသူသိသည်ထိုနေ့မွန်လ2နာရီထိုးလျင်သူသည် အကျွန်ုပ်ထံသို့ရောက်လာမည်မှသိသည်သူသည်ဘဝကို ဒနနဲ့အစဉ်တစားပြုခြင်းထက်ဘဝကိုဓမ္မနဲ့အစဉ်တစားပြုခြင်းကိုပိုပြီးနှစ်သက်ဟန်တူသည်အရွယ်လွန်၍သူ့အတိညာဉ်ကပုံမူရင့်ကျင်နေသူဖြစ်သည်အကျွန်ုပ်သည်မောလွန်တနာဤမတိုင်းမီဆောင်ရွက်ဖို့ကိစ္စများကိုပြည့်ပြတ်အောင်ဆောင်ရွက်ထားရသည် ကိုဆိုးရောက်လာရင် အချိန်ပေးပြီးတရားဆွေးနွေးလို့ဖြစ်သည်နိုင်ငံစင်းနှစ်ဆောင်မှာအဲဒီတာချုပ်တာဝန်ကိုယူထားရတော့လဲအကျွန်ုပ်ဤအလောက်တာဝန်မှာစာမှုအသင့်ဖြစ်အောင်ရွေးချယ်ပေးရင်လိုအပ်ရင်ဖြည့်ဆွတ်ပေးရဖြစ်သည် မဂ္ဂင်းဆောင်မှုပြည့်စုံရင်ကျွန်တော်ဤကိစ္စပြည်ပြီမဂ္ဂင်းဖြစ်အောင်ပြုလို့ရမှာအကျွန်ုပ်ပါဝင်စရာမလိုပါဘောတက်ကတော့ကိုနေဝင်းကသူ့ဟာသူအားလုံးကိုတာဝန်ယူလုပ်ကင်သွားလိမ့်သည်ကျွတင်သိထားသည့်အတိုင်းမောလုံး၂နာရီထိုးတော့အခါကိုစိုးစကိန်းတစည်းနဲ့ရောက်လာပါလေထုံးစံအတိုင်းသူနဲ့ကျွန်ုပ်ကလက်မေးဆိုင်ကသပွဲလေးမှာတော့ထိုင်ကြတယ်ဆိုင်လုံးသမားတွေကဖောက်တဲ့ရဲ့အကြိုက်ကိုတိပီးဖြစ်ပါတယ်သပွဲကုန်နေကလေးပဲကခွေ့ချင်နေကလေးပေါ်မှာထိုင်လိုက်ပြီး ။ရင်နှီးရင်တစ်ခွက်တောင်မတော့ရသေးခင်လက်ဖက်ရည်ပေါ့စိန်တစ်ခွက်ကရောက်လာပါလေ။ကိုစိုးကဒီဒီချိန်မှာသူသိကျင်တဲ့တရားဓမ္မနဲ့ဆိုင်တဲ့မိကုန်းတွေကိုမမေးပဲကျွန်တော်နဲ့ပတ်သက်တဲ့ကိစ္စကိုဆက်ပြောပါလေ။ကျွန်တော်ညာ TV လည်းမကြည့်ကျင်တာနဲ့ကလထိုင်ပေါ်ထိုင်ပြီးတော့တယောက်တည်းစဉ်းစားနေတယ်။အားကြီးများစဉ်းစားနေတာလေဗျ။အားဆရာအကြောင်းစဉ်းစားနေတာ။ဟုတ်လား။ကျွန်တော်အတွက်ကကုစိုးမှာဘာရင်များအောင်နောက်စားကြပြဿနာကြီးဖြစ်နေပြီလေ။ ဘာပြဿနာမှမဟုတ်ပါဘူးဆရာကြီးကျွန်တော်စဉ်းစားထားတာကဆရာလည်းအဘဓမ္မကောသကဥမ္မမောင်လို့များဖြစ်နေပြီလားလို့ပါ။အင်းခင်ဗျားပြောတာကျွန်တော်နားလည်ပြီ။ကျွန်တော်ကလည်းတရားကိုသိတာသိတာတရားရှိအောင်တော့အားမထုတ်ဘူးဗျ။ဥပဒနာအလုံးမလုပ်သေးဘူး။ဒါကခင်ဗျားစိတ်ထဲမှာအားမလို့အားမရဖြစ်တာမို့လား။ဟုတ်ပါရဲ့ဆရာ။အခုဆရာတင်90ကျော်လာပြီဆိုတော့ညာတပရိညာဆရာပြောတဲ့နေရာဥပဒနာအလုံးပဲလုပ်ပြီးတော့ တိရဏဗရိညာမာဥပဒနာအလုံးမပါသလိုဖြစ်နေမှာစိုးလို့ပါကျွန်တော်ယန္တာသုံးပါးကိုယုံကြည်ကိုယ်ကိုစိတ်ကပ်လာသူတယောက်ကြောင့်ကိုရေးပြီးတဲ့ကယင်းနေတဲ့လူတိုင်းကကျွန်တော်ဥပဒနာအလုံးကိုမလုပ်သေးပဲနဲ့အချိန်ကုန်ခန်းနေတာကိုအပြစ်တင်ညင်ကြတယ်ဟိုသူတို့စေရနာကိုကျွန်တော်နားလဲပါတယ်ဒါပေမဲ့ဥပဒနာလမ်းဆိုတာကကံလမ်းမဟုတ်ဘူးဗျာညံလမ်းအဲ့ညံလမ်းကိုဆရာဘယ်လိုသုံးသက်လို့လဲဒါကကျွန်တော်ဘာမှအပေါ်စဉ်းစားကြမလို့လေ ဉာဏ်လဲနဲ့ပတ်သက်ပြီးဘုရားအသေးသေးချာချာဟောထားပြီးသားအများကြီးရှိတယ်။ဉာဏ်လဲတဲ့ဘုရားဘုရားဘလို့ဟောထားလဲကြည့်။အဲ့ဒီကြောင့်ဒီနေ့ခင်ဗျားနဲ့ကျွန်တော်နဲ့ဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။ဘုရားဉာဏ်လန်းဆိုတာအလယ်လန်းဖြစ်တယ်လို့ဟောတယ်လေ။ပါဠိလိုတော့မဇ္ဈိမပရိပဒါပေါ့။ခင်ဗျားပထမမဇ္ဈိမပရိပဒါအလယ်လန်းကိုမြင်ဖို့အရေးကြီးတယ်။မဟုတ်ရင်အကျင့်ကိုကျင့်တဲ့သူကလမ်းချော်ပြီးတော့လေးလန်းနေပုံရောက်သွားနိုင်တယ်။ဒါကြောင့်အလယ်လန်းရဲ့ဥတီကျက်တွေကိုမျက်ကြည့်မပြတ်ဖို့လိုရဲ့ဗျ။ မျက်ချီမပြတ်ဖို့ဆိုတာလည်းဒီလမ်းကဘယ်လိုသွားတဲ့လမ်းလဲဒါတော့သိရမှာပေါ့ဖះကအလဲလမ်းရဲ့ဘောဘယ်လိုဟောခဲ့လို့လဲဆရာအင်းအဲ့ဒါကိုကျွန်တော်ပြောမယ်ခမရဓမ္မစကြာပုဂ္ဂိုလ်ကြားဘူးရမလားကျွန်တော်ငငယ်တည်းကအမေကဓမ္မစကြာဝတ်သင်တယ်မှာပါတော့ကျွန်တော်အဲ့ဒီပုဂ္ဂိုလ်နှုတ်တက်အာဂုံရပါလေဆရာရဟုတ်ပြီဒါဆိုရင်ဒီเจ้าကိုပြောရတယ်လွယ်သွားပြီဒါနဲ့ခမရဘောဓဝင်ကိုဖတ်ဘူးမှာပေါ့ဒါဆိုပြဥရဝေလာတော်ရမှာဒုက္ခရစရိယအကျင့်6နှစ်ကျင့်နေတာ အကျင့်လွန်သွားလို့ခန္ဓာကိုယ်ပေါ်မှာအယိုးပေါ်အေးတင်သွားတယ်လေတရားမရခဲ့ဘူးဆိုတဲ့အကြောင်းကြားဘူးလို့မလားဟုတ်ကဲ့ကြားဘူးပါလေဒီကြောင်း everyday english မှာဆရာထက်သွင်းဖော်ပြလိုက်တဲ့အင်္ဂလိပ်စာလေးကိုတော့မှကျွန်တော်ကြိုက်လို့ကြက်ထားလိုက်သေးတယ်လေကျွန်တော်မှတ်မိတယ်ကျွန်တော်ရွတ်ပြမယ် after the lord had been on his wandery for about 6 years he one day came to a certain place in uruvila there in a group He met five Brahmin ascetics who lived lives of extreme austerity. He joined them and they, seeing the greatness of his heart, made him their master. But his body grew so weak by the privations. He underwent in their pretext that one day he fell fainting to the ground. 第一章目了，讲 ဟုတ်တယ်ကိုစိုးကဒီစာတောင်အရကျင်တာတော့ဗျာခင်ဗျားလို့သိကျင်တာလည်းကျင်စိတ်ပြင်းပြတဲ့ခေပညာတဲ့လူငယ်တွေကိုပညာပေးရတာသိတံမိုးရှိပါပဲဗျာအဲ့ဒါတရားအထုတ်တဲ့နေရာမှာအကျင့်လွန်သွားမရဘူးဆိုတာပြတာဗျာတရားထုတ်တဲ့သူကအကျင့်စရဏကိုလုပ်တဲ့အခါကျတော့အလေလက်ကျင့်တဲ့ဘုရားအရေးကြီးတယ်ဆိုတာဒီအရေးခင်ရပြလိုက်တာပဲဒါပြင်လူလောကထဲမှာလောကီအာယုံကာမဂုဏ်ကိလေသာအစုံကိုခံစားပြီးတော့တရားကျင့်ရင်ရပါမလား ဒါလည်းတရားမရနိုင်တဲ့အစွန်းတစ်ဖက်ဖြစ်တယ်ဗျ။ကာမဂုဏ်တွေကိုအီးစိန်နေအောင်ကံစားပြီးတရားအားထုတ်ရင်တရားမရသလိုခန္ဓာကိုယ်ကိုအစာဖြတ်ရေဖြတ်ညှင်းဆဲထားပြီးတရားကျင့်ရမလားဆိုတော့လေမရပြန်ဘူး။ကိုယ်ကိုလိုလိုက်ခြင်းအစွန်းနဲ့ကိုယ်ကိုညှင်းဆဲခြင်းအစွန်းနှစ်ဖက်ကိုရှောင်ပြီးတော့အလယ်လက်ကျင့်မှသာတရားရတာ။ဒါကမြတ်ဗုဒ္ဓရဲ့ကိုယ်ရည်ဖြစ်ရလေ။စိတ်ကူးနဲ့အတင်နဲ့မှန်းဆပြီးပြောတာမဟုတ်ဘူးကိုယ်ဆိုရဲ့။ မဇ္ဈိမပရိပ္ပရာဆိုတာမယုံလုံးမတင်လုံးတဲ့သဘောနဲ့တရားကျင့်တာကိုဆိုလိုတာလားဒါအကျင့်သဘောကိုပြောတာဒီနေရာမှာလူတွေရဲ့စိတ်နေစိတ်ဓာတ်သဘောတွေကိုလည်းထည့်စဉ်းစားရမယ်တချို့ကြတော့တရားကျင့်နေဆိုတာတရားရကျင့်လို့ကျင့်တာမဟုတ်ဘူးဗျလူအထင်ကြီးအောင်လက်လာပါများအောင်ကျင့်တာရှိသေးတယ်ဒီမှာလဲယောဂီကဖြောင်းမဖို့လူသေးတယ်လူအထင်သေးမှကြောက်လို့အဲလူတွေအထင်ကြီးအောင်လို့တတ်တလို့စားတာတို့မီးလို့စားတာတို့တလားလောက်ဘာမှမစားပဲရေတောက်ပြီးကျင့်နေဆိုတာတွေက ေဇိမပရိပရာနဲ့တော့တခြားစီပဲဗျ။ဒီမအောင်ဆရာရဲ့မေဇိမပရိပရာကိုအကြည့်အနေနဲ့နားလည်ရမှာလားအတိအနေနဲ့နားလည်ရမှာလား။ကုစုမေဘုံကတိတ်ကောင်းတာပဲ။အတိနဲ့အကျင့်ကတခုနဲ့တခုဆက်ဆံနေတယ်။ဒါကိုသိပ္ပံမှာတော့သဘောတရား theory နဲ့လက်တွေ့ practice လို့ခေါ်တာပေါ့ဗျာ။ဘုရားဝါရမှာကတော့ဝိဇ္ဇာနဲ့သရဏလို့ခွဲခြားပြတယ်။မေဇိမပရိပရာကဝိဇ္ဇာကမ်းမှာလည်းအေးပါတယ်။သရဏကမ်းမှာလည်းအေးပါတာပဲ။ ကျွန်တော်ကြားဥရတခုကမက်ဆီမပရိပရာဟာ dialectic နည်းနဲ့တူတယ်တဲ့လက်ဝဲစွန်းလက်ရစွန်းတွေကိုရှောင်ပြီးအလဲလက်သဘော ရှင်းလဲလျှောက်တာပြားလဲဆွဲတာသဘောပဲလို့ပြောကြတယ်ဟုတ်လားဆရာဒီစကားတွေကိုနိုင်ငံသမားတွေမဆွာရီ socialist community တွေအသုံးများတယ်ဗျအမှန်တော့သူတို့ပြောတဲ့ dialectic နည်းခြေဝါရလက်ခံထားတဲ့မက်ဆီမပရိပရာနဲ့တော့ဓမ္မသာသီပဲကိုဆိုရဲခင်ဗျားကဒသနာပညာကျောင်းသားမဟုတ်တော့နားလည်အောင်ပြောဖို့လွယ်မလန်းပြီးဘူးပြောတော့ပြောကြည့်မယ်ဗျာ တို့မြင်တာကလောကဖြစ်စဉ်မှာဓမ္မတိုင်းဟာစန့်ကျင်ဘက်တရားတွေတွန်တွဲနေတဲ့နေရာမှာရှိတယ်လို့မြင်တယ်။အဲဒါကိုတို့က unity of opposite လို့ခေါ်တယ်။သူ့ရဲ့စန့်ကျင်ဘက်သဘော antithesis ကိုညင်းပယ်ရမယ်။အဲလိုညင်းပယ်ထားတာကိုထပ်ပြီးညင်းပယ်ရင် သမုဟာသဘောကိုလက်ခံတယ်တဲ့။သမုဟာသဘောကိုရတယ်လို့ယုတ်တိပေတာသဘောနဲ့စဉ်းစားတာကိုခေါ်ရဗျ။မာယနာတွေလက်ခံတဲ့မဇိမပရိပဒသဘောနဲ့တော့ ခက်ရှင်နေပဲနောက်ပိုင်းကျရင်ကျွန်တော်ဒီအကြောင်းကိုပြောပြမယ်ကုလလောကျတော့ထေရဝါဒလက်ခံကျင့်သုံးနေမဇိမပရိပရာသဘောကိုပထမနားလည်အောင် ကြိုးစားကြည့်ကြအောင်ဆိုဟုတ်ကဲ့ကောင်းပါလေဆရာခမရဓမ္မစကြာသုတ်တံကိုရရဲဆိုတော့ကဲရွတ်ပြသမှာအင်းဝမေတုတံဧကံသမယံဘဂဝါဘာဂနတိယံဝိဟရတိဣတိပတနေမိဂရယေတတရကောဘဂဝါပိစဝဂီယေဘိက္ခုအာမန္တိတိတွင်မေဘိက္ခုအန္တပပ္ပစီဒေနနသေဝိတ္တဗ္ဗကတ္တမေတွေ့ ကဲကဲကဲတောက်တောက်တော့ပြီအဲ့ဒီအပိုက်မြန်မာပြန်ကိုရောအင်္ဂလိပ်ဘာသာပြန်ကိုရောပြောမယ်။ဘာကြောင့်အင်္ဂလိပ်ဘာသာပြန်ကိုထည့်ပြောရလဲဆိုတော့ purpose တင်နာဆိုတဲ့ပုဂ္ဂိုလ်အင်္ဂလိပ်လိုဘာသာပြန်တာပိုးပြီးပေါ်လွင်တယ်။ကျွန်တော်စိတ်ထဲမှာပိုးပြီးနှစ်သက်တယ်ပေါ့ဗျာ။မြန်မာမှာတော့ purpose တင်နာကိုရဟန်းဖြစ်တော်သူလို့ပြန်တယ်။အင်္ဂလိပ်ကျတော့ one who has gone out from home to the homeless life လို့တိတိကျကျပေါ်အောင်ဖော်ပြထားတယ်။ ဲ့လိုပြန်လိုက်တော့ယဟန်ဆိုတဲ့ဘပ္ပစိတရဲ့တယုတ်ကပိုးပြီးထင်ရှားသွားတာပေါ့နော်။ဟုတ်တယ်ကိုစု။ကဲမြန်မာပြန်အောင်လေ့လာအောင်။အများရွတ်ပြခဲ့တာကိုမဝကတန်ယုတ်မြန်မာပြန်မှာပြန်ထားပုံကအဲအခါတမန်နိုင်မြတ်စွာဘုရားသည်ဝရဏတိဣတိပတနမိဂရာအောင် တော်နိုင်တရင်သုံးနေတော်မူ၏။ထိုကမြတ်စွာဘုရားသည်ပင်စဝက်ကြီးယဟန်တို့ကိုမိန်တော်မူ၏။ယဟန်တို့ယဟန်ဖြစ်သောသူသည်အစွန်းနှစ်ပါးကိုမမီဝဲအပ်ကုန်။အဘယ်လိုနည်းဒါကမြန်မာပြန် Sister Vijiraga, one, thus I have heard, once a blessed one was sojourning near Benares, Isipatana, and a deer park. Two, then the blessed one addresses the company of five bhikkhus. Bhikkhus These two extremes should not be followed by one who has gone out from home to the homeless life. What to? ဓမ္မစကြာတုတ်တံမှာအိုးအိမ်ကြီးတောင်မှုကိုစွန့်ခွာပြီးတော့အိုးမဲ့အိမ်မဲ့ဘဝနဲ့နေတဲ့သူပပစိတသို့မဟုတ်ယဟန်သူတို့မလိုက်စားအပ်တဲ့အစွန်းနှစ်ပါးရဲ့သဘောကိုဒုတိယအပိုင်းမှာဖော်ပြထားတယ်။ကဲကိုဆိုရွတ်ပါအောင်ရောစာရန်ဆိုတဲ့အပိုင်းပါ။ရောစာရန်ကာမေတုကာမတုခံလေးကနူယောကိုဟိနောဂံမော ောထုဇဏီကို အနရိယောဟုတ်ပြီအဲ့ဒီအပိုင်းရဲ့မြန်မာပြန်ကိုမာဝကတန်ယုံမြန်မာပြန်မှာဒီလိုဖော်ပြထားတယ်လို့လဲဆိုတော့ယုံညံသောရွာသူတို့၏အကျင့်ဖြစ်သောပုထုဇဉ်တို့၏အလေးအကျင့်ဖြစ်သောအရိယာတို့၏အကျင့်မဟုတ်သောအကျိုးစီးပွားနှင့်မဆက်ရှင်သောကာမဂုဏ်တို့၌ကာမချမ်းသာကိုကန့်ညီသောအာဖြင့်အဖန်တလဲလဲလိုက်စားအထုတ်ခြင်း၎င်းစိတ်ဤစင်းရဲခြင်းကိုဖြစ်စေတတ်သော အရိယာတို့၏အကျင့်မဟုတ်သော အကျိုးစီးပွားနှင့်မဆက်ရှင်သော ကိုပင်မမှုကို အထောက်ချင်း၎င်းဤနှစ်ပါးတို့သည်ဒါကမဝကတန်ရုံမှာမြန်မာပြန်ထားတာအင်္ဂလိပ်ဘာသာပြန်အောင်လဲပြောပါဦးဆရာဘုဒ္ဓတရားရတာပေါ့ဟွန်းကိုစိုးကတော့ရားနိုင်တယ်လို့နှိုက်ယူတတ်တယ်နော်ဒီလိုသိသူမြင်သူဖြစ်အောင်အထောက်တော့ကောင်းပါလေအင်္ဂလိပ်ဘာသာပြန်ကလည်းနှစ်သက်ကြကောင်းတယ်ကိုစိုးရဲ့ဟုတ်ကဲ့ဘုဒ္ဓဘာသာပြန်တာလဲဆရာဒီဒီလင်ကတိလရှင်ဆရာလေးတော်ဝစီတာဘာသာပြန်တာဗျသူက3 သူက the the giving up to the pleasures of sense which is low worldly and worthy and harmful and the giving up to self mortification which is painful unworthy and harmful ဒါကကာမတုခံလေးကနေယောကနဲ့အတ္တကိလမထနေယောကဆိုတော့ကိုယ်ကိုယ်အလိုလိုက်ပြီးတော့ကာမဂုဏ်ကိုအဖန်တလဲလဲခံစားခြင်းနဲ့ ိုကိုညှိမ့်နှိမ့်ဆက်ခြင်းအစွန်တရားနှစ်ပါးကိုဖော်ပြထားတာအဲ့ဒီအစွန်တရားနှစ်ပါးကိုပဲပြီးအကျင့်စခန်းမှာအလယ်အလတ်ကျင့်တာကိုမဇ္ဈိမပရိပဒါလို့ခေါ်ရတယ်ကတမသတာဘိက္ခူမဇ္ဈိမပရိပဒါတထကရေနအဘိတံဗုဒ္ဓဇကုကရဏီညာနာကရဏီဥပသမယအဘိညာယသမောဒယနိဗ္ဗာန်ယသံဝတ္တိဆိုတာကတော့မဇ္ဈိမပရိပဒါအလယ်လန်းညာလန်းရဲ့သဘောကိုဖော်ပြထားတာမဟုတ်လားကြာဟုတ်တယ်ဗျဒါကိုမြမပြမယန်းတို့ တ်စွာဘုရားသည်သူသည်ဖြင့်သိတော်မူသောပညာမျက်စီကိုပြုတ်အပ်သောဉာဏ်အမြင်ကိုပြုတ်တတ်သောကိလေသာငြင်းခြင်းကို ထူးသောဉာဏ်ဖြင့်သိခြင်းသစ္စာလေးပါးကိုသိခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းကဖြစ်သောညတ်သောအခြင်းဆိုပြီးပြန်ထားတယ်။ဒါဆိုရင်ဒီစာပိုက်ထဲမှာအလယ်လမ်းရဲ့သဘောလက္ခဏာတွေဒီလမ်းရဲ့ခရီးပန်းနိုင်တွေကို ရှင်းပြထားတာပေါ့နော်။မှန်ပါတယ်ကိုဆိုရင်အလယ်လမ်းဆိုတာပညာမျက်စီကို ပြုတ်တတ်တဲ့လမ်းဆိုထားတော့ဒါဟာအနတ်ပုရုဇဉ် အကန်းနေရောက်ရမယ်လမ်းတော့မဟုတ်ဘူးကြာဒါရှင်းတယ်သုရဗုဒ္ဓဉာဏ်မျက်စိရှိတဲ့အရိယာသာဝကတွေရောက်ထိုက်တဲ့လမ်းရောက်ရမယ်လမ်းပဲပေါ့ဒါရှင်းတယ်နော်ဒီလမ်းကိုရောက်တဲ့ရင်ကိလေသာအပူတွေငြိမ်းခြင်းကိုရမယ်သစ္စာလေးပါးကိုသိတဲ့ထူသောဉာဏ်မဲ့ဉာဏ်ဖူဉာဏ်ရပြီးတော့သိမယ်ဒီလိုသိရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ဆိုတော့သစ္စာရှားပုံတော်သမားဉာဏ်လန်းသောပုဂ္ဂိုလ်ကြီးမဖြစ်မနေရောက်ရတဲ့ရောက်ရမယ်လမ်းပဲဆိုတာကောင်းကောင်းကိုနှလုံးထားရမယ်ဗျဟုတ်ကဲ့ မင်းစီမံပရိပရာကဒါဆိုနိဗ္ဗာန်မဲ့ဖို့ကိုအရောက်ပို့ဆောင်တဲ့အကျင့်လမ်းပဲဒါလက်တက်နဲ့ဘာမှမဆိုင်ပါဘူးဟုတ်တယ်ကိုစိုးသူတို့ပြောတဲ့ဒါလက်တက်ဆိုတာကဗျာလောကီကိစ္စတွေမှာအသုံးချရတဲ့ကံလမ်းများဒါဟုဉာဏ်လမ်းလို့မဆိုနိုင်ဘူးဒါလက်တက်ကိုဘာဖြစ်လို့ဉာဏ်လမ်းလို့မခေါ်နိုင်တာလဲဆရာကြီးရှင်းပါလေကသူတို့လမ်းကကိလေသာကိုမငြိမ့်နေနိုင်ဘူးလေကိလေသာကိုတိုးဝါစေတဲ့သစ္စာလေးပါးကိုလည်းထူးသောဉာဏ်နဲ့မသိနိုင်ဘူးလောကီကိစ္စလောက်တင်တောင်းတင်းနေတယ် နိဗ္ဗာန်ဆိုတာ ਨੇ ကတော့ရွှေပုံကြီးနဲ့အပုံကြီးกว่าပါတယ်။ဟုတ်ကဲ့ကျွန်တော်သဘောကျပြီဆရာ။ဒါနဲ့ကျွန်တော်စိတ်ထဲမှာဆရာကိုအံ့ဩနေမိတယ်။ကျွန်တော်မေးလိုက်တိုင်းမှာဆရာဖြေကြတာကကျွန်တော်ညံနဲ့လိုက်လို့တော့မမီဘူး။ဘလောက်ကြည်ကြည်ပြင်းပြင်းဆရာလေးလာတာအံ့ဩပါလေ။အော်ကိုစိုးရဲ့ကျွန်တော်ကမိမူတိုင်းဖာမူတိုင်းမိဘအမွေခံဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလေ။အဲ့တော့ဒီယန္နာသုံးပါးရဲ့ဂုံကျေးဇူးကိုကိုယ်တိုင်မသိဘဲနဲ့သူမြတ်ပါဇက်ပြားမှာလမ်းဆုံးပြီးပြောတဲ့ကြားနဲ့ဗုဒ္ဓဘာသာဝင်ဖြစ်လာတာ။ ဘုရားဘာသာရဲ့အနှစ်သာရကိုသိလို့မဟုတ်ပါဘူးလို့ပညာရှိတဲ့သူတွေကဲရတာကိုကျွန်တော်မခံနိုင်ဘူးပြဒါကြောင့်သိတဲ့နာတွေကိုသိအောင်သိတဲ့နေရာမှာလည်းပဲခေတ်ကာလအမြင်နဲ့လည်းသိအောင်ကြိုးပမ်းခဲ့တာပါကိုစိုးကဇာဝဝဒနာကိုအားထုတ်စေခြင်းနဲ့ဒီသေးသနာကိုလေးစားပါတယ်တန်မှုလည်းထားတယ်ဒါပေမဲ့ဝိပဿနာမလုပ်ခင်ဒီလုပ်ငန်းရဲ့အရေးပါမှုနဲ့တန်မှုကြီးမှုသဘောတွေကိုနှက်နှက်ဆက်ဆက်လေ့လာပြီးသိချင်တာကျွန်တော်ဝါသနာဆိုပါစို့ဗျာစမ်းလွင်ဆိုတဲ့နံရုပ်အစုတစ်ခုပါဒီလောကကိုရောက်တော့ မြတ်ဗုဒ္ဓရဲ့ကြည်အရကိုနင်းပြီးသစ္စာချဘုံတော်ဖွင့်ခဲ့တယ်။ဉာဏ်လမ်းပေါ်မှာလျှောက်ပြီးလောကရဲ့အစုံနိဗ္ဗာန်ကိုရည်မှန်းပြီးကြိုးပမ်းခဲ့ဘူးလေဆိုတာတမိုင်းတွင်ရစ်စေခြင်းတွေဗျာ။နိစ္စသူတွေနမူနာယူဖို့ပေါ့ဗျာ။ဆရာရဲ့စေတနာနဲ့ရည်ရွယ်ချက်ကိုကျွန်တော်ကြီးညိုပါတယ်။ဆရာကပြောတဲ့အတိုင်းလုပ်မဲ့သူဆိုတာတော့ကျွန်တော်ယုံမိသားပါ။မဇ္ဈိမပရိပါဒနဲ့ပတ်သက်တဲ့အင်္ဂလိပ်ဘာသာပြန်ကိုလည်းပြောပါဦးဗျာ။ဟုတ်ကဲ့။ဒီလင်္ကာဆရာလေးက Obeycus by avoiding these to a swim the tatagada has found out that made the path which gives vision which gives knowledge which tends to peace higher wisdom alignment and nibbana ရှင်းနေပါမယ်နော်ဒီဇာလေးကတော်တော်တော်တာပဲဟုတ်တယ်ဗျဒီလင်္ကာအင်္ဂလိပ်စာတဲ့ရန်နေဒီလားရှင်နေတော်တော်များများပေါ်ထွန်းနေကဲဒါဆိုရင်ဒီတဲ့အကျင့်ဆရဏာနဲ့ပတ်သက်တဲ့အစွန်တရားနှစ်ပါးတော့ ုဆိုနားလည်တော့ပြီဟုတ်ကဲ့ကိုကိုအလိုလိုက်ပြီးစည်းစိမ်ခန္ဓာနဲ့ကိုကိုညင်မင်းချင်းအကျင့်နှစ်ခုဟာတရားမရနိုင်တဲ့အစွန်တရားနှစ်ပါးဖြစ်တယ်ဆိုတာကျွန်တော်နားလည်ပါပြီဆရာအတိပိုင်းအယူဆပိုင်းမှာရောအစွန်တရားနှစ်ပါးရှိသေးလားဆရာအဲမိကုန်းကိုတော့ပထမဆရာတော်ကြီးဥပုပ်ရဲ့ဓမ္မစကြာပဏိတိယကကောင်းလို့ချက်ကိုဖော်ပြပြီးမှဖြစ်သင့်မယ်ဟုတ်ကဲ့ပြောပါဦးဆရာဆရာတော်ဥပုပ်ကမင်းစီမှာကာမတုခန္တိကနုယောကတတရဒိဋ္ဌိဟူသောတခုသောအစု အတ္တကိလမထာနုယောကဥစေတဒိဋ္ဌိဟူသောတခုသောအစုဤအလယ်၌ဖြစ်သောပฏิပဒာဝိစင်းယမှထွံ့မြောက်ခြင်းကိုအလိုရှိသောသူတို့သည်ကျင့်အပ်သောအကျင့်သည်ဥပတမယကိလေသာငြိမ်းခြင်းသည်ဟူသောသဥပါတိတေသနိဗ္ဗာန်အကျိုးငါအဘိညာယသစ္စာလေးပါးကိုအထူးဉာဏ်ဖြင့်သိခြင်းငါနိဗ္ဗာန်နာယသဥပါတိတေသနိဗ္ဗာန်အကျိုးငါတန်ဝတ္တိဖြစ်၏လို့ဖွင့်ပြထားတယ်ဒီဖွင့်ဆိုချက်ထဲမှာအရေးကြီးတဲ့ဇာတ်ကားနှစ်ခုပါတယ် အယူဆနဲ့ဆိုင်တဲ့စကားကြီးနှစ်ခုအဲ့ဒါကိုကိုစိုးသတိပြုမိလိုက်လားပြုမိတာပေါ့ဆရာရဲ့တတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိဆိုတော့မလားဟုတ်တယ်ဟုတ်တယ်တဲ့ဟုတ်တာပေါ့ဆရာတော်ကကာမတုခံလိကနုယောဂနဲ့အတ္တကိလမ္မာနုယောဂကိုတတ္တရဒိဋ္ဌိဥစ္စေတဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိနှစ်မျိုးနဲ့ရှင်းပြီးပြထားတယ်ဒီဒိဋ္ဌိနှစ်ခုကလည်းပဲအစွမ်းရောက်တရားနှစ်ပါးပဲလေဥပဒနာမလုပ်ခင်ဒီဒိဋ္ဌိနှစ်ပါးကိုပဲရှင်းထားဖို့ကလည်းအရေးကြီးတယ်လို့မိုးဆိုတော်ကြီးရှင်းရှင်းလင်းလင်းဟောတော်မူခဲ့တယ်ဗျာ ။တက္ကရာဒိဋ္ဌိကြောင့်ပြောတော့ကတတရဒိဋ္ဌိနဲ့ဥစ္စေဒိဋ္ဌိကြောင့်ဆရာပြောခဲ့တယ်ကျွန်တော်မှတ်ထားတယ်။ဒါဆိုရင်မြတ်စွာဘုရားကမဇ္ဈိမပရိပဒါကိုဟောတဲ့အခါသူ့သဘောသူ့ယုတ်တိအတိုင်းမဟောဘဲနဲ့အစွန်တရားနှစ်ပါးကိုဖော်ပြပြီးတော့တင်းချပြီးတော့မှဘာဖြစ်လို့ဖော်ပြတယ်လဲ။ဒါဝောတိဘုမကောင်းလားဗျာ။ဟုတ်ပါတယ်သိတယ်မှလည်းဆရာ။ဒါကတော့မြတ်ဗုဒ္ဓပွင့်တဲ့အချိန်တုန်းကအိန္ဒိယပြည်မှာရှိတဲ့အတွေးကိုဝန်းကျင်နဲ့ဆိုင်နေဗျ။ဆိုလိုတာက ဘုရားနဲ့ခေပြန်အတွေ့ခေါ်တွေထဲမှာကမ္မတုခံလီကသတ္တရဒိဋ္ဌိအမြင်အကျင့်နဲ့အတ္တကိလမထဥစ္စေတဒိဋ္ဌိအမြင်အကျင့်တွေကတက်ရှိထင်ရှားဖြစ်နေတယ်။ဒါကြောင့်ဘုရားကအဲ့ဒီအစွမ်းရောက်တရားနှစ်ပါးအမြင်အကျင့်နှစ်ခုကိုပထမပေးတာ။ဒါလည်းအဲ့ဒီတုန်းကအိန္ဒိယနိုင်ငံမှာထုံးကားနေတဲ့သတ္တနာပညာကိုင်းအတီးတီးရဲ့လှုပ်ထုပ်လုံနည်းတစ်ခုပဲကိုဆိုရဲ။ရှင်းရပါဦးဆိုလိုတာလေကျွန်တော်နားမရှင်းလို့ရှင်းပြပါဦး။ဒီလိုပြအိန္ဒိယမှာပေါ်ပေါက်ခဲ့တဲ့ဂျိန်းကိုင်း နေရာယဂိုင်းတင်ချာဂိုင်းမိမန်သဂိုင်းယောဂဂိုင်းစတဲ့တွဲခေါ်ဂိုင်းတွေကသူတို့ရဲ့ကိုယ်ပိုင်အယူဆတွေကိုမတင်ပြခင်သူတို့ရဲ့ခစ်ပြန်အယူဆတွေကိုညင်းပယ်တဲ့သဘောထားတွေကိုထုတ်ပြီးတော့ဟောရက်ကြတယ်အဲ့ဒီအစဉ်လာကိုဗုဒ္ဓကလည်းမလွန်ဆန်ဘူးဒါကြောင့်သူကဂိုင်းနာမည်တက်ပြီးမပြောဘဲနဲ့အစွန်ရောက်အမြင်တွေကိုတော့ထုတ်ပေါ်ပြီးတော့ညင်းထားတာဒီကြောင့်ဆရာရဲ့ရဟန္တာသုံးပါးမှာလည်းဖော်ပြဘူးတယ်ထင်ပါတယ်ဟုတ်တယ်ကိုစို့ အဲ့ဒီသုံးသက်ခြင်းနဲ့ပတ်သက်ပြီးတော့တောင်ကြီးကိုရောက်တော့ကဓမ္မမိတ်ဆွေစပတ်ပရိသတ်တို့ကသူ့ထင်မြင်ချက်ကိုပြောတယ်ဗျ။ तू ကဘာပြောလဲဆိုတော့ဘုရားဟာတပ်ပညုတ္တဗျာပဲတဲ့။ तू အကုန်သိတာပဲတဲ့။ဒါကြောင့်သူခေတ္တကအိန္ဒိယပြည်မှာဒီအစွမ်းရောက်ယူဝါဒတွေခက်ပြန်ရှိရှိမရှိရှိကြီးဘုရားကကြိုတင်သိပြီးပဲမှာပဲ။ဒီယူဆတဲ့အိန္ဒိယမှာမရှိဘဲနဲ့ဘုရားကညှင်းပယ်တယ်ထားပါ။ဒီစကားတွေကိုသူခေတ္တလူတွေဘယ်လိုလုပ်ပြီးခံစားနိုင်မလဲ။နားလည်နိုင်မှာမလဲ။ အေးအဲ့ဒါကိုစိုးရဲ့ညံနဲ့ထိုးထွင်းသိတာမှန်တယ်။ဘုရားကဒီနေ့ရင်လိုက်တော်ထဲမှာသူ့ရဲ့၆တီကိုစုပ်ကိုင်းပြီးတော့အမိန့်ရှိတယ်။ညံတို့ငါသိပြီးဟောတဲ့တရားကငါလက်စုပ်ထဲကသူ့ရဲ့၆တီလောက်ပဲရှိတယ်။မဟောပဲခြံထားရတဲ့တရားတွေကတော့တော်ရရသေးရ6ထိတဲ့ပုံများတယ်လို့မိန့်တော်မူတယ်။သူဟောတော်မူတဲ့တရားတွေကဒုက္ခကလူတွေနားလည်နိုင်တဲ့တရားတွေကိုတော့ဟောတာဗျ။အစွန်တရားနှစ်ပါးကိုဖော်ပြတဲ့နေရာမှာလည်းပဲနာမည်တွေနဲ့ဘသူဘဝရဲ့အယူဝါဒလို့လက်ညှိုးထိုးပြတာမဟုတ်ဘူး။ သဘောလောက်ပဲပြတာလူတွေကနားလဲတယ်ဘု து ကိုယဉ်ညွတ်ပြီးပြောတယ်ဆိုတော့နားလဲတယ်ဗျာဘာဖြစ်လို့လဲဆိုတော့သူတို့ခင်မှာဒီဝါဒတွေလက်ကင်ထားနေကြတဲ့အတွေ့အကြုံဆရာကြီးရှိနေလို့ပေါ့တရားညာအလုံးစုံသောတရားကိုသိမြင်နှံ့ဆက်တော်မူလေဆိုပေမဲ့အကြောင်းဆက်ပြီးအာယုံပြုမှသိတာသူ့အလိုလိုသိတာတော့မဟုတ်ဘူးဗျာဟုတ်ကဲ့အကြောင်းအရာကဘင်းကိုရောက်သွားပြီတင်နေဆရာဟုတ်တယ်ဘုဆိုးပြောလဲပြောစရာပဲဗျာကျွန်တော်ကလည်းစကားဆက်လို့ပြောရတာ မဇ္ဈိမပရိပရာကဗုဒ္ဓခေတ်အိန္ဒိယတဒနာနောက်ကန်ကားကြတဲ့ဆက်ဆက်နေတယ်ဒိဋ္ဌိအမြင်နေနဲ့ဆက်ဆက်နေတာပေါ့ဗျာအစွမ်းရောက်အကျင့်နေနဲ့ဆက်ဆက်နေတယ်ဒီမဇ္ဈိမပရိပရာကိုခေတ်အမြင်နဲ့နားလည်ဖို့လည်းလိုတယ်ကိုစိုးကခေတ်ပညာနဲ့ဘွဲရလူငယ်တယောက်ဆိုတော့ဒီအလယ်လန်းဉာဏ်လန်းအကြောင်းကိုခေတ်အမြင်အကြားနဲ့ရေးထားတယ်မန္တလေးကဆက်ရှင်မင်းကြီးဥပတော်ရဲ့ရေးသားထားပုံကိုကိုစိုးကကျွန်တော်ပြောပြအောင်ဟုတ်ပြောပြပါအောင်စကဲအလယ်လန်းဉာဏ်လန်းက အစွန်းလန်းတွေကိုပယ်တယ်။အုပ်စိတ္တဒိဋ္ဌိတတ္တရဒိဋ္ဌိတွေကိုပယ်တယ်။ဒါသိခဲ့ပြီ။ဒါကပယ်တဲ့အပိုင်း။လက်ခံတဲ့အပိုင်းကပါလေ။ကျတော့ဥပ္ပယပဋ္ဌိတ္တယမှာသာမျက်စိမှာပฏิပဒါအလယ်လန်းဖြစ်သောအကျင့်သည်ကတ္တမသအဘယ်နည်းတဲ့။အင်္ဂလိပ်လိုတော့ and what bhikkhu is that middle path which gives vision which gives knowledge which causes calm enlightenment and nirvana Verily, it is this Aryan Eightfold Path. စင်စစ်တော်ကအရိယမြတ်သောအထင်ကြီးကောအင်္ဂါ၈ပါးရှိသောအယမေဝမက်ကောအီမက်ကင်လန်ဒီလို့ဖော်ပြထားတယ်။အော်ဟုတ်ပြီ။ဒါဆိုမင်းစီမပရိပရာဆိုတော့မက်ကင်၈ပါးကိုပြောတာပေါ့။ရှင်းပြီဗျာရှင်းသွားပြီ။နေယောဥတိဝကြံနေတယ်။ဒီအလယ်လန်းမက်ကင်၈ပါးမင်းစီမပရိပရာတရားဟာသစ္စာဖွဲ့လိုက်ရင်မက်ကသစ္စာဖြစ်တယ်။ နောက်ဆုံးအရိယသစ္စာပဲပေါ့ဗျာအခုဒီအမြင်ပေါ်မှာဆက်ရှင်မင်းကြီးဥပဒေရဲ့သုံးသပ်ချက်ကိုကျွန်တော်လေ့လာထားတာရှိတယ်ခင်ဗျာပြောပြမယ်အကျွန်တော်စကားပြောတာလုံး၍အာ၆လုံးလာမှန်ကိုစိုးနားလဲပါလေနောက်ထပ်လည်းပဲပေါ့စိန်တစ်ခွက်မှားပြီးအက်ခံပြန်ပါလေမက်ကင်ရှစ်ပါးမှ အသိပညာကိုဖွင့်ဆိုခြင်း The exposition of knowledge and the eightfold path ဒီဗီဒီယိုကတော့ဒီမြတ်ပါပဲ ကျန်တဲ့ပိုင်းကိုနောက်ဗီဒီယိုမှာဆက်လက်ဖတ်ကြားတင်ဆက်ပေးပါမယ်။ဒီဗီဒီယိုနဲ့ပတ်သက်လို့ဝေဖန်စရာအကြံပြုစရာရှိမယ်ဆိုရင် comment မှာရေးထားခဲ့လို့ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကိုစိတ်နှပြချမ်းသာကြပါစေ။